cloud computing ဆိုတာဘာလဲ cloud computing ဆိုတာ internet ပေါ်ကနေပြီးတော့ server တွေ storage တွေ networking software စသဖြင့် service တွေကိုရောက်လေရအရက်ကနေပြီးတော့အလွယ်တကူသုံးလို့ရတဲ့ technology တခုဖြစ်ပါတယ်အဲ့တော့ business တွေအတွက်ကိုယ်ပိုင် server တွေ technology တွေ device တွေဝယ်ရမှာလို့ပဲ ਨੇ pay as you go လို့ခေါ်တယ်ဟိုသုံးတလောက်ပဲပေးတဲ့စနစ်နဲ့သုံးလို့ရပါတယ် AWS ဆိုတာရောပါတယ် AWS ကကမ္ဘာအကြီးဆုံး cloud service တစ်ခုဖြစ်တဲ့ Netflix, Facebook, NASA တို့လိုကုမ္ပဏီတွေတော့ AWS ကိုသုံးရတယ်။ AWS မှာ service နေရာတော်ရှိပြီးတော့ server address ဆိုရင် EC2, storage ဆိုရင် S3, AI, machine learning, website hosting တွေတော့အသုံးပြုလို့ရတယ်။ဘယ်အစပြီးလေ့လာမလဲ YouTube မှာ AWS for beginner လို့ရှာပြီးတော့လေ့လာလို့ရတယ်။ ပတ်စံပေးပြီးတော့ course တွေကိုဝယ်ပြီးလေ့လာခြင်းနဲ့ဆိုရင် Udemy Coursera စသဖြင့် website တွေမှာသွားပြီးတော့ဝယ်လို့ရတယ်။ official guide တွေလိုချင်တယ်ဆိုလို့ရှိရင်တော့ AWS documentation ကအကောင်းဆုံးဖြစ်ပါလိမ့်မယ်။ and lab တွေတော့ဆိုလို့ရှိရင် AWS free tier အကောင့်ကိုတစ်နှစ်တိတိအခမဲ့စမ်းသုံးလို့ရအောင် AWS ကထောက်ပံ့ပေးရပါတယ်။နောက်ထပ်ရှင်းဆက်ပြီးတော့လာမယ့် video တွေမှာ AWS ကိုဘယ်လိုလေ့လာလို့ရလဲ ဘဲရလေ့လာလို့ရလဲဆိုတာကိုအသေးစိတ်ပြောပြ share လုပ်ပေးသွားမှာဖြစ်တဲ့အကြောင်းမလို့ကျွန်တော်ရဲ့ Test Strong ဆိုတဲ့ channel လေးကို follow လေးလုပ်ခဲ့ပေးပါဦး။အားလုံးကျေးဇူးတင်ပါတယ်။